ားလုံးမင်္ဂလာပါခင်ဗျာအခုတခါတော့လက်စစ်အခြေခံသဘောတရားကိုလွယ်ကူစွာနားလည်သဘောပေါက်စေရန်ဆရာတပီးအမေဖြေုံစံနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအားလုံးအသိပညာတတ်ပညာကျွေးဝါကြပါစေမင်္ဂလာပါဆရာကျွန်တော်လျက်စစ်အကြောင်းစိတ်ဝင်စားလို့ပါလျက်စစ်ဆိုတာအခြေခံအဖြစ်ပါလဲဆိုတာရှင်းပြပေးပါဦးမင်္ဂလာပါတပီးလျက်စစ်ဆိုတာအခြေခံအဖြစ်ဤလက်ထီုံလို့ခေါ်တဲ့အမုံလေးတွေရွေလျားစည်းစင်းတာကိုပြောတာပါ ပိုဒီကြအောင်ပြောရရင်လျှက်စစ်တပ်အားအလက်ထည့်ချက်ရဲ့ရွေးလျားမှုကြောင့်ဖြစ်ပေါ်လာတဲ့စွမ်းအင်တမျိုးပေါ့။သာဆိုဘိုးအားကတွန်းအားပေးတယ်ပေါ့နော်။ဒီ election တွေစီစဉ်တာကိုကြတော့ဘာလို့ခေါ်လဲဆရာ။ကမ္မုန်နဲ့မေကွန်းပါ election တွေရွေးလျားဖို့အတွက်တွန်းအားတစ်ခုလိုပါတယ်။အဲ့ဒီတွန်းအားကိုဘိုးအားဘိုးဒိတ်လို့ခေါ်ပါတယ်။ဥပမာအနေနဲ့ရေပိုက်ထဲမှာရေစည်းလိုမျိုးပေါ့ ရေပိုက်ထဲမှာရေစည်းဖို့ PR Blush လို့အပ်လို့ရှက်စဝါယာကျိုးထဲမှာ Election တွေစီစဉ်ဖို့ဘိုအားလို့အပ်ပါတယ်။ဘိုအားဆိုတာဒါအားနှခုကြားကဌာနချက်ပိုတင်ရှယ် DPN ပါပဲ။ဒါဆိုဘိုအားကတွန်းအားပေးတယ်ပေါ့နော်။ဒီ Election တွေစီစဉ်တာကိုကြတော့ဘာလို့ခေါ်လဲဆရာ။မှန်ပါတယ်။ဘိုအားကတွန်းအားပေးတယ်အဲ့ဒီ Election တွေစီစဉ်တာကိုရှက်စီချောင်းကားရန်လို့ခေါ်ပါတယ်။ ဒီအစီအကြောင်းကိုအမ်ဘီယာနဲ့တိုင်းတာပါတယ်။ဥပမာရေပိုက်ထဲမှာရေဘလောက်များများ စီစင်းနေဆိုတာကိုရေစီးနှုံးလို့ပြောလိုပါပဲ။ဟုတ်ကဲ့။ဘိုးအားရှိမယ်။အချက်စီးကြောင်းရှိမယ်။ဒါဆိုဒီရက်စစ်တဲ့စီစင်းတာကိုတားဆီးတဲ့အရာရောရှိပါသလားဆရာ။ရှိပါတယ်။အဲ့ဒါကိုခုခံမှုရီစစ်တန်လို့ခေါ်ပါတယ်။ခုခံမှုဆိုတာရက်စီးကြောင်းစီစင်းတာကိုဟန်တာတာ နောက်နေစေတာပါ။ခုခံမှုကိုအုံးနဲ့တိုင်းတာပါတယ်။ ဥပမာအနေနဲ့ရေပိုက်ထဲမှာရေစည်းတာကိုပိုက်ကျင်းတာပိုက်ကွေကောက်များတာ star rig ရေစည်းစမှုကိုနေ့စဉ်နိုင်တယ်လို့ပဲရှက်စဝါယာကျိုးရဲ့မျိုးစားအရှိအထူး star rig ကခုခံမှုကို ဖြစ်စေပါတယ်။ဒါဆိုဘို့အရေစည်းကြောင်ခုခံမှုဆိုတဲ့သုံးခုက ပြန်လည်ဆက်ဆက်နေတယ်ပေါ့နော်။သူတို့ကိုဆက်ဆက်ပေးတဲ့ပုံတင်နေမျိုးရရှိလာဆရာ။အလုံကောင်းမှုနဲ့မေးကွန်းပါရှိပါတယ်။အဲ့ဒါကို onium onslow လို့ခေါ်ပါတယ်။ ဒူဂဘောအဘွေရစီကြောင့်အိုင်နဲ့ခုကမှုအာရုရဲ့ဆဆမှုကိုဖော်ပြထားတာပါပုံဒီနေကတော့ဘွင်ကြီးမြချင်းအိုင်မြောက်အားပါပဲဆိုလိုတာဘောအဟာရစီကြောင့်နဲ့ခုခမှုကိုမြောက်တာနဲ့ညီမြတယ်လို့ပြောတာပါဒီပုံဒီနေကရစီပညာမှာအခြေခံအကြဆုံးနဲ့အရေးကြီးဆုံးနေရာမှာတစ်ခုပါဘွေနီမြချင်းအိုင်အမြောက်အဆူတော့ဘိုးအားများရင် ရစ်စီးကြောင်းများမယ်။ဒါမှမဟုတ်ခုခံမှုများရင်ရစ်စီးကြောင်းနဲမယ်ပေါ့နော်။ ဖယန်းစိတ်ဝင်စားဖို့ကောင်းပါတယ်။နောက်ဆုံးတစ်ခုတော့ထဲမေးပါရစီဦးဆရာကျွန်တော်တို့အိမ်သုံးချက်စပစ်စင်းတွေမှာမြင်နေရတဲ့ဝတ်ဆိုတာကဘာကိုပြောတာလဲဆရာ။ဝတ်ဆိုတာကတော့ yes is one in dong soe mu nong power ကိုပြောတာပါ။ yes pc တစ်ခု swan in below မြန်မြန်သုံးဆွဲလဲဆိုတာကိုပြကြတာပါ။ဥပမာမီလုံး60ဝတ်ဆိုရင်60ဂျိုးစွမ်းအင်ကို တစ်စက္ကန့်မှာသုံးဆွဲတယ်လို့ပြောတာပါဝတ်အဝါကိုရှာဖို့ဆိုရင်ရှက်စီချောင်းအိုင်နေဘိုအာဘွေကိုမြောက်ရပါတယ် ပုံဒီနေကတော့ပီပါဝါညီမြချင်းအိုင်အမြောက်ဘူးပါပဲဂျေဇုတင်ပါတယ်ဆရာခုမှဂျက်စစ်သဘောတရားကိုသဘောပေါက်ပါတော့တယ်အရင်ရှင်းပြတာကောင်းလို့ပါခင်ဗျောခုလိုတီးကျင်နာတွေကို မေတာဝန်တာပါတယ်တီးကျင်နာတွေရှိရင်ထပ်မေးလို့ရပါတယ်လျှက်စစ်ပညာစိတ်ဝင်စားစရာကောင်းလို့အတုံးဝင်နေဘာသာရတစ်ခုပါတပီးတို့ပညာတတ်ကြီးတွေဖြစ်ကြပါစေ။